ရိုက်တာကိုရန်ကအဲ့လိုမြုပ်ပြီးရိုက်ထားတဲ့အကွက်လေးရှိတယ်။ပြီးရင်ခွန်ကျိုးဒီနောက်ဆုံးပိုင်းမှာဆိုရင်ကိုကြီးစာနေဆိုပြီးတော့အသေးနှလုံးလေးထည့်ထားတာလीအဲ့ဒါခွန်ကျိုးမသိဘူး။ဘသူထည့်ထားလဲမသိဘူးပေါ့နောက်ဆုံးကျတော့ကိုကိုကြီးဖြစ်နေ။သိနေရပြီလို့ရှိရင်ကြေးပေးမယ်ဆိုလို့နေ့စီတကယ်ကိုဆက်မမတ်ပါဘူးသိနေရပဲကြည်ရလीနေ့စီအရင်လုံးတစ္ဆာပေါက်ခံခဲ့ရတာပါနေ့စီဆိုတော့နောက်ဆုံးအဆုံးအစွန်ထိပေါ့နော် ဒီဇက်သိန်းရဲ့တဝက်လောက်ထိတော့သူစိုးခွင့်တော့ရသေးတယ်ဒါမဲ့လည်းနောက်ပိုင်းမှာကိုကိုကြီးနဲ့ကန့်ကော်နဲ့တွေ့ရတဲ့အခါမှာဒါအကျွတ်တရားရသွားတာပေါ့ဒါမဲ့နေငါ့ကိုတခုတော့ပြန်ကူညီရလိမ့်မယ်။ဟာများကူညီပေးရမှာလဲ အဲဒီရမတ်ကဆိုတာပေါ့နော်ဖြစ်လာဖို့အတွက်ဒါအကုန်လုံးပေါ့နော်ပါဝင်တဲ့ဒီ director နေဆလို့ကိုကျိုးပါဝင်တဲ့ဒီ actor တယောက်ချင်းစီတိုင်းကသူ့နေရာနဲ့သူအကောင်းဆုံးစူးစမ်းခဲ့တဲ့အတွက်ဒီလိုမျိုးလေးအောင်မြင်တာတွေ့အတွက်ကြောင့်လေးရဲ့ပီတီဖြစ်ရပါတယ်ရှင်ဟုတ်စေရမမမလောက်ခိုင်းနေချာစေရမကြီးစေရနေယူလာတာပါ ဆရာဒီတယောက်ဆိုတယောက်ဝေးချင်ပြီးတော့ကျန်လိုက်ပါဘာစိတ်ဝင်စားမလဲတကယ်ဆိုရင်နင်းဆရာပြီးလိမ့်ပေါ့နော်အဲဘယ်လိုပြောမလဲဟိုဟိုဘက်ဟိုလူကတ်လိုက်ဒီလူကတ်လိုက်သူတရဲဘက်ကတ်လိုက်အဲဘယ်လိုပြောမလဲတိတ်ပြီးတော့မကောင်းတဲ့ character ပေါ့နော်အဲနောက်ဆုံးထိလည်းတိတ်ပြီးတော့ကောင်းကျင်တာမဟုတ်သေးကောင်းမလဲဒါမဲ့လည်းဒီနင်းစီကိုပေါ့နော် control ကိုအဲချစ်ပေးကြရပေါ့ feeling character ဆိုပေမဲ့လည်းအဲတယုတ်ဆောင်တာတော်ရဲ့ဘာညာချီးကျူးကြတဲ့ခါမှာတကယ်ကိုဝမ်းသာပါတယ် time တိဝမ်းသာပါဟုတ် ဖီလင်းစေးဟုတ်ကိုလက်ခံဖြစ်တယ်ဆိုတာအစားခွင့်ကြိုးပြောသလိုပေါ့နော်ဘယ်ကရက်တာနဲ့ပဲပါရပါရပါဒါပေမဲ့နောက်အဲဒါဒီနေ့စီဆိုတာဖီလင်းကရက်တာဆိုတာသိရဲ့အခါမှာပို့ပြီးတော့ပြောတယ်ပရိသတ်တွေဆဲမှာစူမှာညဉ့်ညင်းမှာအခွင့်ကြိုးမကြောက်ဘူးပေါ့နော် ဒါဘာပဲပြောပြောဒါအမှုပညာဆိုတော့တယုတ်ဆောင်တာပဲလीဒါကိုယ့်ရဲ့အပြင် character မှမဟုတ်တာအဲ့တော့အခုခေတ်နောက်ပိုင်းပြည်သက်တွေကလည်း feeling ဆိုရင်လက်ခံလာကြရယ် feeling ကိုဘယ်လိုမျိုးဒါတယုတ်ဆောင်တာကိုတယုတ်ဆောင်တာလိုပဲမြင်ပြီးတော့ချစ်ပေးကြရယ်ပေါ့နော်အဲ့အတွက် feeling character ရိုက်ဖို့အတွက်ကိုချိုမကြောက်ခဲ့ပါဘူးအကောင်းဆုံးကဘယ်လို feeling ဖြစ်အောင်ကြိုးစားမလဲဆိုရယ်စိတ်ပဲရှိပါတယ်ဟုတ်အောက်မှတ်ပေါ့အခုမှအဲဒါကိုချိုအမှုပညာဆက်လုပ်တာဒီအဲ့ဘယ်လိုပြောငါးနှစ်လောက်တော့ရှိပြီပေါ့နော် academy ရွှေကြိုးခဲရည်ဆက်လို့ဆိုတော့ အဲ့တော့ဒီနှင်းစီပေါ့နော်ရမတ်ဆိုတဲ့ဇကားထဲမှာနှင်းစီဖြစ်တာပြိတက်ကအခုမှကိုစသီးသွားတဲ့အတွက်ဒါကိုနောက်ပိုင်းဆက်ရှောင်းမဲ့အမှုပြန်လဲကြောင်းအတွက်တလန်လေးတစ်ခုလိုတော့ဖြစ်သွားတာပေါ့ရှင်ဟုတ်အပြင်မှာကနှင်းစီနှင်းစီဆိုပြီးတော့ရှိတယ်ရှိတယ်မှတ်မိပြီးရဲ့ခွန်ချိုဒီတစားနိုင်မှာပေါ့နော်ပြည်သူရေပြင်မှာတခြင်းဆိုတော့ အာအောက်ကပြိသက်တွေမိတ်ဆက်တဲ့အခါမှာအောက်ကပြိသက်တွေကတီးကြရဲပြီးတော့ငွေချိုးလည်းတွေးလို့ရှိရင်နှိစီမလားအောက်ပြမလားနှိစီမလားပါဆိုတော့မှတ်မိပေးကြရပါတော့နော်အဲ့ထဲမှာဆိုရင်ဇက်ကားထဲမှာဆိုခိုးချိုးဘာမှမပြင်ဆင်ရအောင်လीတိတ်ပြီးတော့မှာ အဲ့တော့ကလည်းသမီးကအရှိပုံစံကွဲတယ်နည်းနည်းလေးပြည့်ရပါတော့အခုကနောက်ပိုင်းပြောင်းလဲသွားတာမှာနော်အဲ့တော့ကတချင်းဆိုတော့မိကက်အပြည့်လိမ်လာတော့မှခွန်ကြိုးမှတ်မိပေးကြရပေါ့နှင်းစီဆိုတော့အဲ့တက်လည်းတကယ်ဝမ်းသာပါတယ်ဒီအမှုပညာကိုဆက်လုပ်ဖို့အတွက်တကယ်ကိုအားအများကြီးဖြစ်ပါတယ်ခွန်ကြိုးကိုမြင်လိုက်လို့နှင်းစီလို့ပြောလို့ရှင်တယ်တကယ်ကြတဲ့တက်ဖြတ်မြတ်တာအောင်ကျင့်နေပါတယ်ဝမ်းသာပါတယ်ဟုတ် ဟုတ်တယ်ဟုတ်တယ်နှင်းစီရဲ့ရမတ်ကကြာပါတော့သူ့ level နဲ့သူပေါ့လေဒီ character မှာရမတ်တည်းอ่ะနှင်းစီရဲ့ရမတ်ကကြာတော့ तू อ่ะ तू နေရာလေးတစ်ခုရခြင်းလေ तू ဒီရဲ့အိမ်မှာရှိတဲ့လူပေါ့နော်အရေးပါတဲ့လူတယောက်ယောက်ရဲ့ तू อ่ะလူယုံဖြစ်ခြင်းတယ် तू နေရာကို तू ဘယ်သူမှမပေးခြင်းပဲအဲ့ရမတ်ပေါ့အဆန်တော့တိတ်မမှန်ဟုတ်ဘာသာမမပါဘူးတိတ်နေရပဲကြည်ရလေကိုကြီးနဲ့ဒီအသေးနဲ့ဘာဆိုင်လဲဟမ်ကျင်းခဲလေနေမဟုတ်နှင်းစီအလုပ်ပါလာမဟုတ်ကိုကိုကြီးဆိုင်လို့ ရန် surprise ပေါ့အဲကိုကျတို့ကိုယ်တိုင်ကြိုက်တော့လည်းမသိဘူးမသိဘူးဆိုတာလေတည်တင်းတက်တော့တော့သိရယ်ပေါ့နော်ဒါပေမဲ့ writer ကိုရန်ကအဲ့လိုမြုပ်ပြီးတော့ရိုက်ထားတဲ့အကွက်လေးရှိတယ်။ပြီးရင်ခွန်ကျိုးဒီနောက်ဆုံးပိုင်းမှာဆိုရင်ကိုကြီးစာနေဆိုပြီးတော့အသေးနှလုံးလေးထည့်ထားတာလीအဲ့ဒါခွန်ကျိုးမသိဘူး။ဘသူထည့်ထားလဲမသိဘူးပေါ့နောက်ဆုံးကြတော့ကိုကိုကြီးဖြစ်နေတယ်။ ဒါမဲ့လည်းဒါကယ်ဖို့လောက်တာပါသူကဆိုတော့အဲ့ဒါကြီးဆိုတချို့ဟာကြီးဆိုကိုကျတို့မသိဘူးပေါ့နော်မသိရတဲ့အတွက်စကားကြည့်ရင်လည်းမှနောက်နေ့ဘာဖြစ်မလဲဆိုတော့ဒါပြိတ္တတယောက်လိုပဲခံစားမျိုးပေါ့နော်အဲ့နောက်နေ့ဘာဖြစ်မလဲမသိဘူးအဲ့ဘသူကဘလို့ဖြစ်သွားမလဲမသိဘူးအော် तू က villain လားအော် तू ကဆိုအဲ့လိုတော့ဖြစ်တယ်ပေါ့ဆိုတော့တကယ့်ကိုဇလန်းကနောက်ဆုံးဇသိမ်းပိုင်းအထိကိုကိုကျတို့ဆွဲခေါ်နိုင်တဲ့အတွက်တကယ့်ကိုအရန်ကောင်းပါတယ်လို့ဟုတ်ဇာနီလို့တခွန်းခေါ်လိုက်တာစီတလုံးနဲ့နဲ့မမောက်ရီကခိုင်းနိုင်ခဲ့တာ နောက်ဆုံးမှာပေါ့နော်သူတို့ဒီမိသားစုအချင်းချင်းပေါ့လေဘယ်လိုပဲပြောအဖေတူမအေကွဲပဲပြောပြောဒီလိုမျိုးပေါ့နော်မောင်နှမအချင်းချင်းအဲ့လောက်ကြည့်တော့ပေါ့နော်တက်တက်ရလောက်တဲ့အထီးပြန်မလားလို့အချင်းချင်းတွေပြန်စေးခက်ရလောက်တဲ့အထီးကိုအရန်ကြီးတော့မဆိုးပေါ့နော်မက်မက်ဝတီရလွဲလို့ပေါ့ဒါပေမဲ့နောက်ဆုံးမှာအဲ့လိုမျိုးအချင်းချင်းတွေကိုဘယ်လိုရန်နေတိုက်ပြီးတော့ပြန်မလားတယောက်နဲ့တယောက်ကို မုံဆက်တွေတွင်ပြီးတော့တော့ကေခိုင်းတာကျတော့အရန်ဆိုးဝိုင်းပေါ့နော်ဒါလူ လူလူတယောက်ထက်ဘယ်လိုပြောမလဲလူတယောက်မဟုတ်တော့ဘူးပေါ့နော်အရင်ကလောကမွန်စတာကြီးဖြစ်သွားရဲ့မွန်စတာကြီးကတော့ဟုတ်ကိုကြီးစာနီပါပဲပေါ့ဆိုတော့တကယ်ကိုစပိုက်စ်ပစ်ခဲ့ရပါတယ်ကွန်ဂျိုတို့ကိုရိုင်းဒါစနိုးကိုတက်လိုက်တာဒီကိုကြီးစာနီဆိုတော့မသိဘူးပေါ့နော်အဲအဲ့လိုမျိုးပေါ့လေတကယ်ကိုဟုတ်တယ်ဟုတ်တယ်စကားကျင်တယ်ဟုတ်သိတာပြောလည်းမပြောပြဆိုတော့အဲ့လိုပေါ့ဇညွန်ရေးစရာလည်းတော့ပေးတယ်လည်းမပြောပြဆိုတော့လေနောက်ဆုံးကစကားကြည့်မှဟောတော်တော်ဆိုးပါလားပေါ့နော်ဟုတ်အဲမင်းအဲဇသိန်းဆိုတဲ့အခါကျတော့ ခုဘောနော်ဒီနှင်းစီ character ကလည်းနောက်ဆုံးလေးမှာတော့ character ပြန်ပြီးတော့มาဖြီးထားပြပါတယ်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်နှင်းစီဆိုတော့နောက်ဆုံးအဆုံးစွန်ထိပေါ့နော်ဒီဇသိန်းရဲ့တဝက်လောက်ထိတော့သူစိုးခွင့်တော့ရသေးတယ်။ဒါမဲ့လည်းနောက်ပိုင်းမှာကိုကိုကြီးနဲ့ကန်းကော်နဲ့တွေ့ရတဲ့အခါမှာဒါအကျွတ်တရားရသွားတာပေါ့။ဒီရဲ့ character နှစ်ယောက်ကကြောင့်ကိုကိုကြီးနဲ့ကန်းကော်ကကြောင့်ဒီဇလန်းတစ်ခုလုံးပြန်ပြီးတော့ဖြီးပြီးမဲ့ တော့ character တွေဆိုတော့သူတို့ကြောက်ပဲပြန်ပြီးတော့ခေါင်းသွားတာပြန်ပြီးအတိတ်တရားဝင်သွားတာဖြစ်သွားပါတော့ဟုတ်ဒါပေမဲ့နေငါ့ကိုတခုတော့ပြန်ကူညီရလိမ့်မယ်ဟာများကူညီပေးရမှာစသိမ့်မနှင်းစီချက်ချင်းငါတို့အားလုံးအာခါတာတရားရင်မရှိတော့ကောင်းမယ်ဆိုပြီးစသိမ့်ရောအရှိမဆိုးကျင်တိုင်းဆိုးပြီးတော့နော်သူများကဟောက်စာရေးလှုပ်ပြီးတော့မှနောက်ဆုံးကျသူလည်းကိုကိုကြီးနဲ့တွေ့ပါအတိတ်တရားပြန်ကတ်ပါဖောင်းဆိုပြီး